မင်္ဂလာပါခင်ဗျာစိုးနိုင်ထွန်းမြန်မာ traditional martial art youtube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ မင်္ဂလာရှိသောဗုဒ္ဓဟူးနေ့ရဲ့ညနေခင်းလေးဖြစ်ပါစေခင်ဗျာဒီနေ့ကျွန်တော်ပညာဒါနသင်ခန်းစာပို့ချလာတာသင်ခန်းစာ31ကိုရောက်ရှိလိုလာပြီဖြစ်ပါတယ်ကျွန်တော်မြန်မာနှစ်စံတရက်နေစပြီးတော့31 challenge ဆိုပြီးတော့ခေါ်ခဲ့တာဒီနေ့ပြည့်သွားပြီဖြစ်ပါတယ်ခင်ဗျာဒီညီမတွေအားလုံးလည်းပညာတွေဒီဇိုင်းမက်မက်လိုက်ပါလေ့ကျင့်ခဲ့မယ်ဆိုရင်တော့ပညာတွေအများကြီးရကြမှာဖြစ်ပါတယ်ကျွန်တော်တို့ ထာတီဝမ်ချင်းလန့်ပြေးတော်လို့အကိုကြီးဆက်မတင်ပြေးတော့ဘူးလားဗျာလက်ခန်း20မရသေးဘူးဆိုရယ်။ဟုတ်ပါတယ်ညီငယ်ညီမတွေအကိုလောလောဆယ်ထာတီဝမ်ချင်းလန့်မှာဒီနေရာမှာခဏရပ်ပါမယ်လက်ခန်းကိုခဏရပ်ပါမယ်။ကျွန်တော်တို့ညီငယ်ညီမတွေကိုဓာတ်တုတ်လန့်စားရီဓာတ်တလက်ဓာတ်နှစ်လက်အကုန်လုံးကစားတတ်အောင်သင်ပေးမှာဖြစ်လို့မို့ညီငယ်ညီမတွေဓာတ်နှစ်လက်ကိုပြန်ပြီးတော့ကစားကြရအောင်လက်တွေကြည့်တဲ့ကစားနေရဆိုတော့ပြင်းနေတော့ပြီခင်ဗျာအဲ့ကြတော့ ျွန်တော်တို့နောက်လာမယ့်တောက်ကြနေ့မှာကျွန်တော်တို့သင်္ကန်းစာပို့ချမှာကတော့ဓာတ်နဲ့လက်သင်္ကန်းစာဖြစ်ပါတယ်အဲ့လိုဓာတ်တုပ်အကုန်လုံးပြည့်စုံသွားပြီဆိုရင်ကျွန်တော်တို့ပြန်လာတဲ့အချိန်ကျရင်ကျွန်တော်တို့ဒီအထုပ်အပုပ်လက်ခဏ20နဲ့အတူကျွန်တော်တို့လက်များတို့အဲ့ဒါမျိုးတွေပြန်တင်ပေးပါမယ်ခင်ဗျာတင်ညာဒါနကရက်သွားတာမဟုတ်ပါဘူးเนาะကျွန်တော်တို့ပထမအစအားလုံးပြီးအောင်တင်ပေးမှာဖြစ်တဲ့အတွက်ညီရင်ညီမတွေအားလုံးလည်း live ပါလေ့ကျင့်နိုင်ပါတယ်ခင်ဗျာညီရင်ညီမတွေအားလုံးဒီနေ့ကျွန်တော် သင်ကြားပို့ချမဲ့ပညာရှင်ကတော့အခုအထိုးပြီးသွားပြီဆိုတော့အဖြုတ်ပညာရှင်ဖြစ်တဲ့ဒီနေ့အဖြုတ်စထားခဲ့မယ်ခင်ဗျာအဖြုတ်အမှတ်စဉ်နံပါတ်1ကိုကျွန်တော်ပြပေးမယ်ကျွန်တော်နဲ့အတူ live ကစားနိုင်ကြပါတယ်ခင်ဗျာသင်ခန်းစာအခုပဲစတင်ပါမယ်ကဲလောက်တော့တချို့မြင်လားမသိဘူးခင်ဗျာရေညီမတွေ ဒီလိုမြင်လိုက်ရင်တော့ဘာနဲ့တော့အလားတူလဲဆိုရင်တော့လေထဲမှာလောက်ပြတာဆိုတော့ဒီအဖြုတ်ဆိုတဲ့ပညာဘာလဲသိမှာမဟုတ်ဘူးခင်ဗျာကျွန်တော်တို့ဘယ်လက်ခေါထောင်းတာလဲတက်ဖြုတ်လိုက်ရင်ဖြုတ်လိုက်တဲ့အချိန်မှာညီနေညီမတွေအမြင်နဲ့မှာကျွန်တော်တို့အစောပိုင်းပညာကမ်းတွေမှာမြင်ခဲ့တဲ့အထက်ခတ်အောက်ခတ်နဲ့သွားဆင်းနေတယ်မို့လားဒီတိုင်းကြီးရင်အထက်ခတ်လိုက်တာလားမသိဘူးဖြုတ်ကဆို မဟုတ်ဘူးเนาะညီရင်ညီမကြီးဒါအကောကလေထဲမှာလှုပ်ပြနေတာဖြစ်လို့ညီရင်ညီမတွေရဲ့မျက်လုံးထဲမှာဝေဝါးသွားနိုင်တယ်ဒါကအထက်ခတ်လိုက်တာမဟုတ်ဘူးဟိုမှာကိုပြောပြမယ်ကိုရဲ့လက်ကိုထောင်ထားတယ်ရန်သူကကိုရဲ့လက်ကိုဖမ်းနေထားကိုရဲ့လက်ကိုဖမ်းထားတယ်ကိုရဲ့လက်ကိုလာပြီးစုပ်ကင်နေပေါ့ဗျာဒီလိုသဘောမျိုးစုပ်ပြီးတော့ကန်းနေတယ်အဲ့ဒါကိုကိုရီးယားတက်ပြီးတော့ဖြုတ်မှာကြောက်မှာဆိုတော့ကိုရဲ့ဒီလက်ကိုလည်းဒီတိုင်းကြီးပုံသေးကြီးမလုပ်ဘဲနည်းနည်းလေးလှည့်လိုက်ရင် ဒီလှည့်လိုက်တဲ့ပုံစံကကျွန်တော်တင်ခဲ့တဲ့သင်ခန်းစာမှာလက်စုံ73ထဲမှာလည်းပြခဲ့ဘူးရယ်နော်ကိုယ့်လက်ကိုလာဖိုင်ရင်အပေါ်တင်ပြီးတော့ဖြုတ်လိုက်တဲ့ပုံစံမျိုးနဲ့သွားတူတယ်ဒါပါပဲကိုယ့်ရဲ့လက်ကိုလာဖမ်းနေကိုယ့်ရဲ့လက်ကိုလာဖမ်းနေဟာကိုယ်ကလက်လေးနှင်းငယ်လှုပ်ပြီးတော့ဒီဟာနဲ့ရိုက်ဖြုတ်လိုက်တာဖြစ်တယ်ကိုယ့်ရဲ့ဒီလက်နဲ့ကိုယ့်ရဲ့လက်ဖြံယူတော့လကောင်းဒီကျွန်တော်တို့လက်ဘူးသီးနှံကောသူ့ရဲ့လက်အစစ်ကိုဖြုတ်နေတဲ့နေအောင်ရိုက်ဖြုတ်လိုက်တယ်သူ့လက်ခါထွက်ပြီးပြုတ်သွားမှဖြစ်အဲ့ဒါကိုအဖြုတ်လို့ပြီးပါညီညီမတွေမျိုးလုံးထဲမှာဒီလိုမြင်လိုက်လို့ ်တက်ဖြုတ်ဆိုလိုက်လို့အထက်ခတ်လို့မထင်လိုက်နဲ့နော်ဒါတက်ဖြုတ်ပညာရဲ့သဘောတရားကိုကလေထဲမှာပြနေရဆိုတော့ညီရင်ညီမတွေမရှင်းမှဆိုလို့နားလဲမယ်လို့သဘောပေါက်ပါတယ်အခုပြောတာနားလဲမယ်တူတယ်အခုဒီနားမှာကတ်ပြီးတော့ပြမယ်ဆိုရင်ကိုရဲ့လက်ကိုသူတို့လာဖမ်းတယ်ဒီလိုလာဖမ်းတယ်ဆိုတာပါအဲ့ဒီဖမ်းလာတဲ့ဒီလက်ကိုဒီအောက်ကနေကျွန်တော်တို့ရိုက်ဖြုတ်တာဖြစ်ရိုက်ဖြုတ်တဲ့အချိန်ကိုရဲ့လက်လေးကိုနည်းနည်းလေးလှည့်ပေးလိုက်လှည့်ပြီးတော့ ီလိုရိုက်ဖြုတ်လိုက်တာဖြစ်တယ်။အဲဒါမျိုးဓာမပို့ပြီးတော့ဖြုတ်အားပါမှာဖြစ်တယ်။သဘောပေါက်မယ်လို့မျှော်လင့်ပါတယ်ညီညီမတွေ။အဲဒါဆိုရင်အဖြုတ်သင်္ကန်းစားကျွန်တော်ပြမယ်နော်။ညီညီမတွေကတွဲလူရှိတယ်ကိုညီကိုညီမတွေဖြစ်တယ်ဟဲ့ရောက်ညီလေးရေကိုလက်လေးကန်းကြီးစံကွာကိုလက်လေးလာပြီးတော့တဲနေအောင်စုပ်ထားကွာဖမ်းတာအကိုဖြုတ်ကြည့်ခြင်းလို့ဆိုပြီးတော့အဲ့ဒါမျိုးကိုအကိုပြောလို့ရိုက်ဖြုတ်ကြည့်လိုက်ပါခင်ဗျာ။ပြုတ်တယ်နော်ညီညီမတွေအဲ့ဒါသဘောပေါက်အောင် ကိုဒီလိုအောက်ကနေစုပ်ကိုင်းတဲ့ဒီလိုပဲလာတန်တူပဲဖြုတ်တာပဲเนาะညီတို့အဲ့ဒါကိုသဘောပေါက်ဖို့လွယ်ဒါကိုအဖြုတ်တာပညာရဲ့သဘောတရားရာဒီတိုင်းငါကွက်ရိုးရိုးထဲမှာပဲအကိုကစားပြသွားမယ်เนาะညီတွေညီမတွေအားလုံးဘယ်လခေါ်တော့တပ်ဆုံးမခွေတပ်ဖြုတ်ဒီလက်ကိုလာပြီးတော့ဖမ်းတယ်ဆက်တပ်ဖြုတ် နောက်လဲမခွဲတဖြုတ်မခွဲဒါဆင်မယ်နော်တဖြုတ်စတဖြုတ်နောက်လဲမခွဲဒါတဲ့နော်ညီညီညီမတွေအဖြုတ်သင်္ကန်းစားဒါအဖြုတ်အမှတ်စဉ်တစ်ဖြစ်ပါတယ်ညီညီညီမတွေအားလုံး အခုပြောတဲ့အဖြုတ်သဘောတရားကိုနားလည်မလို့ဖြစ်နေစိတ်မပူကြနဲ့နော်ပညာကံနေရာလုံးပြီးတော့ရင်အခုတွဲလူနဲ့ပြမယ်ဒီပညာစဉ်သဘောတရားတွေကိုဒီခန်းကဒီလိုဒီခန်းဒီဆိုအခုပြန်ပြီးတော့လောက်ပြပေးမှာဖြစ်တယ်ဒါလော်လော့စင်မှာအခုပညာစဉ်တွေကိုတင်ပြပေးနေတာဖြစ်တယ်ဒီခန်းကျွန်တော်ဖေးလိုက်တစ်ခါပြပေးမယ်ညီညီမတွေအားလုံးပဲလခေါ်တော့တပ်ဖြုတ် 妈！快！彩票啥彩票？拿来嘛！快！彩票妈！快！彩票啥彩票？拿来嘛！快！ ရင်ညီမတွေဒီလောက်ဆိုမြင်မယ်လို့ထင်ပါတယ်31 challenge အောင်ပြီးပြီဆိုတော့ငါညီတွေငါညီမတွေ liver legend ကရင်တော့ design map map ဖြည့်ချင်းကြောက်ဒီမှာပို့ပေးနေတဲ့ညီလေးညီမလေးတွေရှိပါတယ်အများကြီးတော့မဟုတ်ပါဗျာတယောက်စနေယောက်စလေးတွေရှိပါတယ်တော်ကြပါတယ်ခင်ဗျာတကယ် liver legend နေတဲ့သူတွေလည်းရှိပါတယ်အဲ့တော့ညီညီမတွေအားလုံးလည်းဒီပညာကန်းတွေကိုပင်ယူ legend ပြီးရင်ပို့မယ်ဆိုလဲပို့လို့ရရင်တော့အခုရဲ့ ကိုယ့်ရဲ့ pay messenger မှာလည်းပို့လို့ရတယ်ကိုယ့်ရဲ့ account မှာလည်းရကိုယ့်ရဲ့ pay ကတော့ဘုံဘေးမမြန်မာတိုင်းကလပ်လို့ရိုက်ရှာလိုက်ရင်တွေ့ပါတယ်အဲ့မှာလာဖို့လည်းရတယ်ပြီးကြတော့ဒီ YouTube link ကနေသွားမယ်ဆိုလည်းရပါတယ်ဘယ်မှာလာဖို့ပို့ရပါတယ်အခုအဖြုတ်တင်ကစားကျွန်တော်တို့အခုအထိုးအဖြုတ်တင်ကစားနံပါတ်၁စခဲ့ပြီဖြစ်တယ်ဒီအဖြောက်ကိုလည်းနော်ညီညီညီမတွေအားလုံးဒီလိုငါးကွက်ရိုးရိုးတည်းမှမဟုတ်ဘူးကျွန်တော်ရှေ့ရပြခဲ့တဲ့ ခြေထက်တက်တယ်ခြေထက်စုပ်နေတဲ့ကစားလို့ရတယ်ဥမာကျွန်တော်လောက်ပြမယ်ဘယ်လောက်ခုတ်ထုံးတက်ဖြုတ်တက်ဖြုတ်ပြီးဒီလောက်ကိုလာဖမ်းတယ်စက်တက်ဖြုတ်ဒီလောက်ကိုဖမ်းတယ်စုပ်ဖြုတ်မခွေမရအောင်လားရတယ်နော်အဲ့လိုသဘောမျိုးတက်ဖြုတ်လဲလို့ရတယ်စုပ်ဖြုတ်လို့လဲရတယ်ကိုယ့်လက်ကိုဥမာဒီလိုနေလာကင်တယ်ဖတ်ကျုပ်လို့မရအောင်လားရတယ်နော်အဲ့ဒီသဘောမျိုးဥမာကိုကသူ့ကို ိုးမိသွားတယ်ထိုးတဲ့လက်ကိုလာကင်တယ်ကိုတက်ပြီးတော့ခါလည်းဖြုတ်လို့မရဘူးလားရတယ်ဒီလိုပုံစံမျိုးတွေပေါ့နော်စုပ်လို့လည်းရတယ်တက်လို့ရတယ်ဖြုတ်တယ်ဒါအဖြုတ်သင်္ကသာဖြစ်တယ်အကိုပြောလို့အဖြုတ်ရဲ့သဘောတရားကိုမြင်ရင်ကိုညီရင်ညီမတွေကိုစုပ်ကင်ပြီးတော့မှဖြီးခိုင်းရင်ကိုဖြုတ်ကြည့်ပါဒါဆိုရင်ညီရင်ညီမတွေသဘောပေါက်မယ်လို့ညွှန်လဲပါတယ်ခင်ဗျာโอเคအဲဆိုရင်အကိုလက်ခန်းပေါ့နော်ဘန်ဒိုလက်ခန်းကိုကျွန်တော်တိုင်းပြောင်းပြန်ရဲ့ဒီနေရာမှာပဲခဏရက်ထားမယ် ပြကြရင်ကျွန်တော်ဓာတ်နှလက်ကိုတင်မယ်လာမယ့်တောက်ကြနေရနေစပြီးတော့ကျွန်တော်တို့ဓာတ်နှလက်စာညင်ညမလေးလက်ခန့်ကြည့်ရကစားနေတော့ပြင်းနေလောက်ပြီးတင်တယ်ပြကြတော့ကျွန်တော်တိုင်းသမားဆိုတော့လက်တမျိုးတည်းတက်နေုံနဲ့တိုင်းသမားလို့ခေါ်လို့မျိုးပတ်ဝန်းကျင်မှာကြုံတွေ့လာရတဲ့မိမိလူနေမှုပတ်ဝန်းကျင်မှာကြုံတွေ့လာရတဲ့ပြဿနာတွေကလက်နဲ့ကောက်ကင်ပြီးတော့ဖြေရှင်းနိုင်မှုလိုအပ်ပါတယ်တယောက်ထက်များသောရန်သူတွေလည်းဖြစ်နိုင်တယ်လမ်းဘေးမှာတွေ့တဲ့ဒုက္ခတွေကစကုတ်အတွက် ကင်တွေတိုက်ခိုက်လို့ရတဲ့လက်နက်ဖြစ်အောင်ကျွန်တော်တို့သင်ကြားဖို့လိုပါအဲကြောင့်မို့ညီရင်ညီမတွေလို့အကိုဒါနလက်ပညာသင်ပေးမှာဖြစ်တယ်စိတ်ပါဝင်စားကြမယ်လို့လည်းမျှော်လင့်လိုက်ပါတယ်ဒါနလက်မှာဆိုရင်တော့ဓာတ်ဘလိုပုံစံမျိုးတွေညီတွေပြင်ဆင်ထားရမလဲဆိုတော့ပထမအဆုံးနေနဲ့ကျွန်တော်ဓာတ်ကို မကင်စီခြင်းသေးဘူးခင်ဗျာဓာတ်အစစ်ကို မကင်စီခြင်းသေးဘူးပါဝကန်စီခြင်းလဲဆိုရင်တော့ကျွန်တော်တို့ဒုတ်ကိုကင်စီခြင်းပါတယ်ဒုတ်နိုင်မှာဓာတ်ကင်ပါခင်ဗျာ တော့ဝိတ်ကိုနိုင်ပြီဆိုမှဒါဝိတ်ကိုလည်းနိုင်မှာဖြစ်ပါတယ်။ဥမာဒါမနိုင်ခင်ကင်တဲ့ခါမှာကိုကိုကိုအန်နီဖြစ်စီလို့ပါညီတွေညီမတွေအားလုံးနားလည်မယ်လို့မျှော်လင့်ပါတယ်။တော့ကိုဝရင်တော့ပေါ့နော်ဝါတော့ဝရင်တော့ဒါမှမဟုတ်တခြားဘာတော့ဖြစ်ရပါတယ်။အလေးချိန်ကိုတော့ကိုနိုင်တဲ့လောက်ကင်မှာကိုရဲ့လက်ဝိတ်နဲ့တိုင်းမပေါ်လုံးပါစေနဲ့ပေါ်လုံးရင်လည်းကျွန်တော်တို့သွားတဲ့လမ်းကြောင်းတွေသိပြီးတော့မထီရောက်ဘူး။ကျွန်တော်တို့ လေးလုံးရင်လည်းမကောင်းဘူးเนาะလေးလုံးရင်လည်းကိုယ့်ရဲ့ဒီလက်ကောက်ဝတ်တွေကိုဓာန်ပြစ်စေပါတယ်အဲဒါကြောင့်မို့မပေါ်မလေးလုံးနဲ့ကိုယ့်လက်နဲ့ကိုယ့်ခန္ဓာကိုယ်ဝိတ်နဲ့နိုင်မဲ့ဟာကိုယ်တည်နိုင်ပိုးနိုင်ကိုယ်ကင်နေတဲ့ဝိတ်လောက်ကိုချိန်ပြီးတော့ကင်ပါအခုရေးဓာတ်ရှည်ရဘလောက်လောက်ကင်ရမလဲโอเคကျွန်တော်ပြောပြမယ်ဓာတ်ရှည်ကတော့အများကြီးမလို့ပေါင်းညီလေးညီမတွေရဲ့လူခန္ဓာကိုဖွဲ့စည်းပုံမှာမတူကြဘူးအကြတုံးနဲ့တယောက်မတူကြတော့ဘာလုပ်ရမလဲဆိုတော့ကိုယ့်ရဲ့ ဌာနကိုဖွဲ့စည်းပုံအတိုင်းပဲကိုကကင်လိုက်ကိုကင်ပြီးတော့ကိုခုံးမဲ့ဒုတ်ကိုခုံးမဲ့ဒါအဲ့ဒါကိုဒီလောက်လောက်ကနေအယိုးရမ်းနေကင်လိုက်မယ်ကင်ပြောကိုဒီလိုပခုံးနှံ့ပေါ့နော်ဒီလိုတိုင်းကြည့်လိုက်မယ်တိုင်းကြည့်လိုက်တဲ့အချိန်မှာဒီပခုံးစွန်းတက်အ ਨੇ ဆုံးလက်လေးလုံးလက်ငါးလုံးလောက်စွန်းနေရင်ရပြီခင်ဗျာဒီပခုံးတက်နေနေရင်တော့တိုးသွားမယ်အဲ့ဒါဆိုရင်တိတ်ပြီးကင်လို့ မကောင်းကင်လုံးမကောင်းပြောရအောင်နော်ကင်လုံးမရဘူးပြောတာမဟုတ်ဘူးကင်လုံးမကောင်းဘူးတို့ရင်တချို့ကတော့ဓာတ်တုံမှကြိုက်တယ်ကျွန်တော်လည်းဓာတ်တုံမှကြိုက်တယ်ကျွန်တော်ဓာတ်တုံကစားရတာကြိုက်တယ်တချို့ကတော့ဓာတ်ရှည်မှကြိုက်တယ်ဒါပေမဲ့ကင်လုံးအကောင်းဆုံးအနေထားကတော့ကိုယ့်ရဲ့ပခုံးဆုံးအနည်းဆုံးလက်ငါးလုံးလောက်ဆွန်းနေပလေစီလက်ငါးလုံးလောက်ဒါမှပို့ပြီးတော့ဒီလိုကင်လိုက်တယ်ဆိုရင်ကျွန်တော်ဒီမှာလက်ငန်း၄လုံးလက်ငါးလုံးလောက်ဆွန်းနေပြီဆိုရင်အဲ့ဒါအနေတော်ပဲကိုယ့်ရဲ့ခန္ဓာကိုယ်ရံပေါင်းတဲ့အကောင်းဆုံးအနေထားဖြစ်တယ်လုံးမဲ၆မှဒီလိုပဲတချို့ကတော့ ဓာတူရင်ရှစ်တလန်တို့ခေါ်ရတယ်ပြောရဲလေချိုးဓာတူရင် ကျွန်တော်ကတော့ဓာတူတာကိုကြိုက်တယ်ကျွန်တော်ဓာတူတာကစားဘာလို့လဲဆိုတော့လက်ထက်မှာဟိုကလို့ရတယ်ကျွန်တော်အမြဲတမ်းစောင့်ထားတဲ့ဒါဆိုရင်ကျွန်တော်ရေတထောင်စစ်တာတာလောက်ပဲရှိတယ်ကျွန်တော်အဲ့လောက်ပဲအဲ့ဒါဆိုမှကျွန်တော်တို့ယွန်းဓာတွေပါပဲပေါ့နော်အဲ့လိုမျိုးကစားတဲ့ခါဆိုပို့ပြီးတော့လှတယ် အဲ့ဒါဒါတပြန်ယူတဲ့ခါနေမှာပို့ပြီးတော့သိတာတယ်ကျွန်တော်ဒါကျွန်တော်အကြိုက်ကိုပြောတာပါညီညီမတွေရောကျွန်တော်ကစားခြင်းရင်းတဲ့ပုံစံကတော့ဒီလိုပါပဲကျွန်တော်ပြောလောပခုံးထက်လက်လေးလုံးလက်ငါးလုံးနဲ့ဆုံးနေတာနဲ့ကစားပါတုံးနဲ့ကစားပါဒါနဲ့ဒါဆင့်နဲ့မကစားဒါမှမဟုတ်တက်သားကိုဒါပုံစံခုတ်ပြီးတော့ဈေးလေးပါလေးရှွိုင်းလိုက်ပေါ့ဗျာကိုကစားတော့မယ်ဆိုရင်တော့အဲ့ဒါကစားပြီးတော့ gain ပို့ပြီးတော့မိုက်တယ်အဲ့ဒါလည်းအားပေးတယ်နော်အဲ့ဒါအဲ့ဒါလည်းအဝေးချိန်ရှိပလေးဟိုအလေးချိန်ဝိတ်စီးပလေးတွေပေါ့ဗျာဒါကြီးလည်းမလေးလွန်နဲ့ ကိုယ်လက်တွေကိုတာမာနေအောင်ကျွန်တော်တို့လုပ်အောင်မဖြစ်တဲ့ဒါကကျွန်တော်တို့တောက်နိုင်ပြီဆိုမှဓာတ်ကင်ပဲခင်ဗျာအဲ့ဒါမှပို့ပြီးတော့ကိုယ်ကိုယ်ကိုဘယ်လိုပြောမလဲလုံခြုံမှုဖြစ်တာပေါ့ဗျာအဲ့ဒါမျိုးပြောအောင်လို့ကျွန်တော်တို့လေးလုံးရင်လည်းဒီလက်ကောက်ဝက်တွေကတန်ဖြတ်မှာဆိုလို့ပါအဲ့လားဆိုရင်အခုသင်ခန်းစာကိုဒီနေရာတွင်ရက်မယ်နော်ညီရင်ညီမတွေကလုံးဘန်ဒိုလက်ခန်းကိုကျွန်တော်တို့ခဏအထင်းနေရာမှာရက်နာခဲ့ရအောင်ခင်ဗျာကျွန်တော်ဒါနလက်တောက်ရှိတာတလက်စားရတွေသင်ပြီးပြီဆိုမှ ကျွန်တော်ပြန်လာတဲ့အခါကျမှကျွန်တော်တို့အခု အဖြုတ်သင်္ကန်းစာအပုတ်သင်္ကန်းစာတွေကျန်ခဲ့တဲ့ဟာတွေကျွန်တော်တို့လက္ခဏာ20အပြီးနဲ့လို့နောက်ထပ်ပညာခန်းတွေဆက်ပြီးတော့ပေးသွားမယ်အဲ့ဒါပြီးသွားရင်တော့ကျွန်တော်တွဲလူတွေနဲ့ဒီပညာခန်းတွေကိုပြပေးမယ်ဟုတ်ပြီနော်ညီရင်ညီမတွေအားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကိုယ့်ရဲ့သင်္ကန်းစာကိုဒီနေရာတွေရန်နာပါတယ်ဒါမဲ့တောက်ကြနေမှာညီကိုတွေကြောကြောပါပါကြီးဓာတ်နဲ့လက်ကစားကြရအောင်ခင်ဗျစေချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကြောင်းဆုမွန်ခေါင်းတောင်းရင်ဒီရင်ညီမတွေကို ကိုယ့်ရဲ့ပညာဒါနသင်ခန်းစာ31ချက်လက်ကိုဒီနေရာမှာနေကုန်းချုပ်ပါတယ်เนาะညီတယ်ညီမတွေအားလုံးမနေ့တောက်ကြနေ့မှာစမယ်ဒါနလက်ချက်လက်ကိုလည်းညီတယ်ညီမတွေအားလုံးလိုက်ပါနိုင်ကြမယ်လို့ညော်လင့်ပါတယ်ခင်ဗျာဒါနလက်ပညာကံရောက်လို့အကိုကြီးကျွန်တော်တို့ကစားတာတွေစစ်စစ်ပေးပအောင်ပို့ပေးပအောင်ဆိုရင်လည်းရပါတယ်ခင်ဗျာညီတယ်ညီမတွေအကိုရဲ့ messenger ကိုလာခဲ့ပါကျွန်တော်ဒီ YouTube မှာချပေးတဲ့ messenger ကနေလာလို့ရတယ်လို့ကိုယ့်ရဲ့ပုံပေးမှာ မြမတိုင်းကလပ်ကိုရိုက်ရှာပြီးတော့လဲအဲ့ဒီ messenger နေလာလို့ရတယ်အချိန်မီပို့လိုက်ပါအခုဒါကျွန်တော်ကစားထားလဲကျွန်တော်စစ်ပြီးပါကျွန်တော်ဘာတွေလိုအပ်လဲပါထောက်ပြပေးပါကျွန်တော်ဂရုတစိုက်လုပ်ပေးပါမယ်ညီရင်ညီမတွေကိုညီရင်ညီမတွေအားလုံးထုံးစံတိုင်းကိုပြောနေကြစကားလေးကတော့ဒီ video file နေကိုတခြား social media တွေမှာပြန်လည်တင်ပြခြင်းမလုပ်ကြဘူးအကူမြတ်တာရက်ခံပါတယ်ခင်ဗျာနောက်ပြီးတော့ဒီပညာရက်တွေကို တပားသူကိုနိုင်တဲ့စီနေပြုခြင်းရမှာအသုံးပြုခြင်းမှာလုံးဝမပြုလို့ဖို့မိမိအမျိုးပါတာသာသနာနဲ့မိမိတို့ဤပတ်ဝန်းကျင်မိမိခန္ဓာကိုကာကွယ်စောင့်ရှောက်ရနိုင်တာအသုံးပြုကြဖို့အကိုတိုက်တွန်းပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအားလုံးကိုချက်ခင်နေကြလဲပါခင်ဗျာ